ဆယ်လာပိုင်းဆိုတဲ့ကာလာတွေ့မှာကဲအကောင်းဆုံးနေနံ၄ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဘုတ်တူးကြာတဲ့ပရိတောက်ကြာစနေဒီနေနံ၄ခုလို့သတ်မှတ်လို့ရတယ်အဲ့ဒီနေနံ၄ခုတဲမှာမ ကြာတာပရိနဲ့စနေကကံအကောင်းနဲ့အပိုင်းကိုတော်တော်လေးကိုရောက်ရှိသွားမယ်ဆိုရင်အနေထားမှာအလုံးကလေးအတေးဒါ၈လပိုင်း၉လပိုင်းကကြာတာပရိတသမီစနေတသမီတော်တော်လေးကိုညံ့နေတာကွာဆိုတော့၁၀လပိုင်းကိုရောက်ပြီဖြစ်တဲ့အတွက်ကြောင့်ဒီကြာတာပရိကိုစနေတို့ကတော့ပို့ပြီးတော့မှအားကောင်းသွားမယ်ဆိုတဲ့အနေထားမျိုးရှိတယ်ဒါအပြင်ဒီဗုဒ္ဓဟူးကြာတာပရိတောက်ကြီးကစနေဒီနေ့လေးခုလုံးကလည်းကောင်းကျိုးပေးလာမှာဖြစ်တဲ့အတွက်ကြောင့်ဒါလုံးကလေးအတေးကကိုရင်ဆိုင်ခဲ့တဲ့ပြဿနာခက်ခဲအနောက်ရှိအတားသီးမှမြအားလုံးနီးပါ၁၀လပိုင်းဆိုကာလာရောက်ရှိသွားပြီဆိုတာနဲ့ဒီဗုဒ္ဓဟူးကြာတာပရိတောက်ကြီးကစနေဒီနေ့လေးခုအနေနဲ့ကလုံးဝကန့်ချင်နေအပြင်ကောင်းမွန် သွားမယ်ဆိုတဲ့အတိုင်းတာမှာလုပ်ငန်းကံကံပိုင်းတွေလည်းတော်နေတဲ့သူအဆင်ပြေချောမွေ့လာနိုင်တဲ့တချို့ကကျတော့သူကအလုပ်ပြုတ်ခဲ့တယ် အဲဒါပေမဲ့အခုဆိုဒါအလုတ်ပြန်ရတော့မယ်ပေါ့ကွာဒီလိုသဘောတရားဆိုတော့အလုတ်ဒီဘာတွေမရှိမရှိနေဘူးအလုတ်ဒီဘာတွေမရနေဘူးအလုတ်ဒီအဆင်မပြေနေဘူးဆိုတော့မိတ်ဆွေအနေနဲ့လည်းအလုတ်ကအားဖြင့်ပုံပြီးမှကောင်းမွန်လာမယ်ဆိုတဲ့သဘောတရားမျိုးတွေရှိတယ်ဆိုတော့အလုံငန်းနဲ့ပတ်သက်လို့စီစဉ်ထားတဲ့အရာတွေကိုကြိုးစားမယ့်အရာတွေကိုလုံးဝဆရာရှိတဲ့အရာတွေဆိုလို့ရှိရင်လည်းဆက်တာမျိုးဆိုကာလာအတွင်းမှာ account ထဲစတင်ပြီးတော့မှ account ထဲပေါ်လို့ရလာမယ်ဆိုတဲ့အခွင့်အလမ်းတွေများသောအားဖြင့်ကြုံလာရတယ်ဆိုတော့ဗုဒ္ဓကျတာပြီးတောက်ကြစနေဒီနေ့နဲ့၄ခုအနေနဲ့ကဆက်လာမျိုးဆိုကာလာမှာကဲအကောင်းဆုံးနေ့နဲ့မပါနေမှာဖြစ်တဲ့တော့အလုတ်ကငွေကြေးတော်တော်များများအကုန်လုံးကတော့အဆင်ပြေလာမှလို့တတ်မှတ်ရမယ်အဓိကတော့အလုံးနဲ့ငွေ ွေကြီးနဲ့အဆင်ပြေမှာကွာငွေကြီးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်လည်းငွေဝင်ကိန်းရှိလာမှဖြစ်တဲ့အတွက်ငွေကြီးရတာရှိတဲ့ငွေတွေလက်လုံထားတဲ့ငွေတွေအငွေကြီးနဲ့ပတ်သက်ပြီးတော့မှအလုပ်တစ်ခုခုစိုးရိမ်စရာလေးတွေဆိုလည်းပပျောက်သွားမယ်ဆိုတဲ့အနေထားမှာကို့မှာရှိတဲ့အခက်အခဲလေးတွေရှိနေတောင်မှဒီဆယ်လာဘက်ကိုရောက်သွားပြီဆိုရနဲ့ကိုကဖြည့်ရှင်းလို့ရလာနိုင်တယ်အခွင့်အလမ်းတွေပေါ်လာနိုင်တယ်အဆင်ပြေလာနိုင်တယ်လို့သတ်မှတ်လို့ရမယ်။သို့ပေမဲ့ညံ့နေတာတစ်ခုရှိတယ်အဲ့ဒါမြစ်တာကြီး တော့ဗုဒ္ဓဟူးကြတာပြီးတောက်ကြဆက်နေဒီနေ့နဲ့၄ခုကအလောက်ကံငွေကြီးကိုအကုန်ကောင်းနေနော်ဒါပေမဲ့မြစ်တိုင်းမှာကျရင်ညံ့နေမှာဆိုတော့မြစ်တိုင်းနဲ့ပတ်သက်လို့ညံ့နေမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗုဒ္ဓဟူးသတ္တမိကြတာပြီးသတ္တမိဆက်နေသတ္တမိတောက်ကြသတ္တမိဒီအနေနဲ့ကမြစ်တိုင်းနဲ့ပတ်သက်လို့တတိထားရမှာဆိုတော့အချင်းမှာအဆင်မပြေဘူးအလောက်ကံငွေကြီးမှာကျတော့အဆင်ပြေနေတယ်ဆိုလိုချင်တာနားလေလားဆိုတော့မြစ်တိုင်းနဲ့ပတ်သက်လို့ညံ့နေမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗုဒ္ဓဟူးကြတာပြီးတောက်ကြဆက်နေဒီနေ့နဲ့၄ခုအနေနဲ့ကတော့မြစ်တိုင်းနဲ့ပတ်သက်ရင်တတိထားရမယ်ကိုယ်ချစ်တူကြီးသားအချင်းနဲ့ပတ်သက်ပြီးမှအဆင်မပြေရမယ်များသောပြီးကြုံလာတတ်တဲ့အိမ်တော်ရှိတဲ့သူလို့ဆိုလို့ချင်တာဒါအိမ်တော်ရင်းနဲ့ပတ်သက်လို့အဆင်မပြေရလေးအခက်အခဲတွေရလေးဒီအဲဒုရဖြစ်ရလေးများသောပြီးကြုံ ုံလာတက်တယ်ဆိုတဲ့အနေထားမှာကောင်မလေးနဲ့ပြတ်သွားတာတော့ကောင်လေးနဲ့ပြတ်သွားတာတော့ကောင်လေးနဲ့လမ်းခွဲသွားမလို့လို့ဖြစ်နေတာတော့အချိန်လေးတည်းတိတ်မကောင်းဘူးကောင်မလေးနဲ့နည်းနည်းအာခတိကအရန်ဖြစ်စရာညားနေခဲ့တယ်ဆိုတဲ့အခိုက်အတန့်မျိုးတွေကြုံလာတက်တယ်ဆိုတော့ရုပ်ပြက်ကြီးလမ်းခွဲသွားတာတို့မမြုံနေမဲ့ပြတ်တရားထဖြစ်ပြီးမှဆက်သွဲပြတ်သွားတာမျိုးလေးတီတို့မြစ်တားကြီးနဲ့ပတ်သက်လို့ကစိတ်ရှုပ်စရာကြီးအရန်ကိုညားနေပြီးတော့မှကိုကမြစ်တားကြီးမှာ ဟိုအခြေကြီးကိုချစ်တူဝီဇာကိုမထားရင်တော့အဲငါအလုပ်ဒီပဲငါလုပ်တော့မှာအဲဒီလိုပုံစံမျိုးစိတ်တည်လေဝင်လာတတ်တယ်ဆိုတဲ့အနေထားမှာဒီဗုဒ္ဓဟူးကြတဲ့ပြတောက်ကြဆက်နေဒီနေ့လေးခုအနေနဲ့ကမြစ်တားရေးပိုင်းဆိုင်ရာမှာတော့တော်တော်လေးကိုခေါင်းချက်ရမယ့်ကာလအဲအုံနောက်ပြည့်ရမယ့်ကာလအစ်စ်မပြီးတရားများရမယ့်ကာလတခုလို့တတ်မှတ်လို့ပြရမယ်ဘယ်ရာပဲဖြစ်ဖြစ်ကောင်းလာတယ်ဆိုတာနဲ့ညီနေမှာဖြစ်တဲ့အတွက်ကြောင့်မြစ်တားရေးကံတော့မကောင်းဘူးသို့ပေမဲ့လောက်ကန်တဲ့ငွေကြီးနဲ့ကောင်းတယ်ဆိုတော့ဗုဒ္ဓဟူးကြတဲ့ပြတောက်ကြဆက်နေဒီနေ့လေးခုအနေနဲ့ကအလုပ်ငန်းတွေပုံမှန်အောင်ဆိုင်ကိုရဲ့အလုပ်ငွေကြီးနဲ့ပတ်သက်တာသို့မဟုတ်ကိုရဲ့ဘဝမှာကိုဖြစ်ရှိနေတဲ့အရာသို့မဟုတ်နိုင်ငံရေးသွားမယ်လုပ်ငန်းတစ်ခုပြန်စမယ်လုပ် င်ငန်းလေးပြန်လုံးမလို့လုပ်ငန်းလေးပြန်ဆမလို့လုပ်လို့ပြန်ရှာမယ်ရာဟုတုဘုလာသာတုဘုတို့ကြိုးစားမယ်သတ်သဖြင့်အားလုံးဒီပါအကုန်လုံးကောင်းတယ်မြေတားကြီးကံမှာတော့အစ်မပြေရအခက်ခဲများစရာလေးလေးကျုံနေရတယ်လို့တတ်မှတ်လို့ရမှာဖြစ်တယ်ပေါ့ထူးထူးခြားခြားနေနေရတော့ခီးပိုင်သွားလာတယ်ပတ်တိုင်ကောင်းတယ်ဆိုတော့ပြပထွက်ဖို့အတွက်ကြိုးစားနေသူတွေနိုင်ငံခြားဆောင်မွေးဖြေရမှာအင်တာဗျူးတွေပါဖြေရမှာမျိုးတွေဆောင်မွေးတစ်ခုခုဖြေဆိုရမယ်လူတွေအနေနဲ့ဘုံလူကြတာပြီးတောက်ကြီးဆက်နေဒီနဲ့၄ခုတည်းမပါနိုင်မယ်ဆိုရင်ဆောင်မွေးလေးအွန်လိုင်းဂိမ်းတော်တော်များတယ်အစ်မပြေတိုင်းကြီးပုံများတယ်နိုင်ငံခြားတွေပါသွားဖို့အတွက်ဒီခီးပိုင်သွားလာဖို့အတွက်ဒီဒါအစ်မပြေတိုင်းကြီးအများဆုံးရှိတဲ့နေနဲ့နေလို့တတ်မှတ်လို့ရတယ် ယ်မြစ်တိုက်ရိုက်ကန်မှာတော့လုံးဝကြည်ကွဲဝမ်းနေစရာကောင်းတယ်အခိုက်တန်မျိုးလေးခံစားတတ်တယ်ဆိုတဲ့အနေထားမှာအဲကြည့်တူဒီသမထားချင်တော့ငါလုတ်တိပဲအန်ဆိုင်တော့မေဆိုတဲ့အနေထားမျိုးတွေများသောအဖြစ်ပေါ်လာတတ်တယ်ပေါ့ကျမ်းမိုင်နဲ့ပတ်သက်တာတော့ဘာမှအရင်လိုစိုးရင်စရာမျိုးမရှိဘူးထဲ့မပြောလဲရတယ်ကွာကျမ်းမိုင်မှာအပဟိကပုံမှန်လေးပဲဂီးဆိုင်သွားမယ်ဆိုလို့ရှင်ရတယ်အရေးကြီးဆုံးက အလုံးနဲ့ငွေကြီးနဲ့ကောင်းလာမှာဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓဟူးကျက်တပရိတောက်ကြီးဆက်နေဒီနဲ့လေးခုအလုပ်တွေမှာပိုအောင်ဆိုင်လုပ်ငန်းတွေပိုအစီပြေလာရင်လည်းအလုပ်ကံနဲ့ပတ်သက်လာပြီးဘူးကြီးမှာကောင်းကျိုးပေးလာနိုင်တယ်ဒီသဘောတရားဆိုတော့အလုပ်ငန်းကိုင်ငယ်ပိုင်းဆိုင်ရာငွေကြီးပိုင်းနဲ့ပတ်သက်လို့ကတော့လုံးဝအစီပြေလာမယ်လို့တတ်မှတ်ရမှာဖြစ်တယ်အဲဒါဆိုတော့ဒီလေးခုကိုဖယ်လိုက်ကျန်တဲ့ဟာကြီးကောင်းလုံးကညံ့ဆိုတော့တနင်္ဂနွေတနင်္လာအင်းကညံ့တဲ့ထဲမှာပါနေဦးမှာဆိုတော့အဲစိတ်မကောင်းတရားအနေနဲ့ကတော့ဒီတနင်္ဂနွေတနင်္လာအင်းကအနေနဲ့ကကန်ရှင်ရဖြစ်ရင်ဒါဒီဆယ်လာပိုင်းရောက်ပြီဆိုတော့နည်းနည်းလေးညံ့နေဦးမှာဆိုတော့လေအဲတတိထားကြလိမ့်မယ်များလာလိမ့်မယ်အဲ့ဒါတော့နောက်ထပ် က်ဗီဒီယိုတော့ပဲပြပြပေးမယ်ဆိုတော့လက်ရှိမှာတော့ဗိုလ်ရူးကြတာပြီးတောက်ကြဆက်နေဒီနဲ့လေးခုကတော့စင်တာမဲကိုရောက်ပြီးဆိုတာ ਨੇ လုံးဝကိုကောင်းမွန်တဲ့အပိုင်းလေးကိုရောက်ရှိသွားလိမ့်မယ်လို့တတ်မှတ်ရမှာဖြစ်တယ်ကိုယ့်ရဲ့စိတ်ကစားပြောင်းသွားမှာဟောဒီလားကိုယ့်ရဲ့စိတ်ကစားအလိုမျိုးအလီလိုက်နေတယ်ဆိုရယ်စိတ်မျိုးမရှိတော့ဘူးငါဘာလေးတွေငါလုပ်မယ်ဘလိုဘလိုလေးလုပ်မယ်အခုဆယ်ရပိုင်းတော့ငါရောက်ပြီငါဘယ်ဟာလေးတွေဘလိုဘလိုလေးစီစဉ်ပြီးမှငါဘလိုဘလိုလုပ်နေမယ်အဲဒီလိုမျိုးပုံစံမျိုးကြီးရဲ့ဆိုတာကိုယ့်ခေါင်းထဲမှာတွေးတောပြီးတော့မစဉ်းစားနေရတတ်တယ်ဆိုရယ်သဘောတရားမျိုးလေးရှိတယ်ဆိုတော့ အဲကံအကောင်းဆုံးနေနဲ့မှာပါနေတယ်ဒီအတွက်ကြောင့်ကြိုးစားပါစေပြေနိုင်ကြီးပုံများတယ်ဆယ်လာမယ့်ဆိုကာလာမှာကံအကောင်းဆုံးနေနဲ့ဗုဒ္ဓကျတဲ့ပြီးတောက်ကြစနေဒီနေ့နဲ့၄ခုဖြစ်ပါတယ်